ထိုင်းနိုင်ငံရန်အောင်အချင်းဆောင်ကနေပြစ်ဒဏ်ကြခံပြီးနောက်လူရဲစီလူနေရဲပြန်ပို့ခံရတဲ့မြန်မာနိုင်ငံသားတွေကိုစစ်ကော်မရှင်တပ်ကစစ်မှုရန်အဖြစ်အာဓမ္မစုဆောင်းနေတာတစ်နှစ်အတွင်းရာနဲ့ချီရှိလာပြီလို့မြန်မာလူ့သမားရေးကူညီနေသူတွေစီကနေသတင်းရရှိပါရယ်မြန်မာကနေထိုင်းနိုင်ငံတဲတရားမဝင်ဝင်ရောက်မှုနဲ့ဖမ်းဆီးချောင်ချခံရသူတွေကိုလွှဲပြောင်းပေးရမှုဟာအရင်ကလားစင်သာရှိခဲ့ရာကနေအခုနောက်ပိုင်းနေတိုင်းနှီးပါလွှဲပေးနေရတယ်လို့ဆိုပါရယ် ဒီနှစ်2025ဇန်နဝါရီကနေနိုဝင်ဘာ9ရက်နေ့အထိ73ကြိမ်ပြန်ပိုးခဲ့ရမှာ1800ကျော်ရှိပေမဲ့စစ်မှုရန်အဖြစ်စုဆောင်းခံရသူအရေအတွက်အတိအကျကိုတော့သိချာမသိရသေးဘူးလို့အလုံသမားကြီးကူညီပေးနေသူတွေကပြောပါတယ်အတက်ရွယ်အတက်ရွယ်ငယ်ရွယ်တဲ့လူတွေပေါ့အဋ္ဌိကတွေကရွေးထုတ်ပြီးတော့သူတို့ကကော့တောင်ကော့တောင်မျိုးမျိုးမျိုးခွေတန်းဆိုတော့စစ်မှုတန်းကိုသူတို့ကခေါ်ဆောင်ရတာပေါ့ဗျာအဲ ကော့တောင်မြူကအခုကျွန်တော်တို့ဒေတာကန်နေဆိုရင်တော့သူတို့ချက်ချင်းပြန်လွတ်ပြေးတာတွေတော့ရှိတော့ပေါ့အခြားဒေတာဆိုရင်တော့အရင်ကလူကားနဲ့စီစီပြီးတော့ပြန်ပို့လို့ပေါ့အရင်ကဆိုရင်တော့ကားနဲ့စီစီပြန်ပို့တယ်အခုဆိုအခြားဒေတာဒီမှာတက်ပွဲတွေဖြစ်နေတဲ့အကြောင်းပြန်ပို့လို့မရတဲ့အခါကျတော့အဲ့ဒါအကြောင်းပြပြီးတော့စစ်မှုထမ်းတဲ့ကိုသူတို့ကဆွဲပြီးတော့ကောက်ပို့လိုက်တယ်ဟုတ်ကဲ့ ပြန်ပို့ခံရတဲ့မြန်မာလုံသားတွေကစစ်မှုရန်အကျုံးဝင်တဲ့အသက်အရွယ်ရှိလူငယ်တွေကိုတနင်္သာရီတိုင်းဘိမျိုးရှိစစ်တင်နန်းကျောင်းစီပို့ဆောင်ခံရသူတွေရှိသလိုစစ်မှုမထမ်းစေလိုပါကမိသားစုဝင်တွေကငွေကြေးများစွာပေးပြီးရွေးထုတ်ရတာတွေလည်းရှိတယ်လို့သိရပါတယ်။ကျဇက်ဒေတာကိုပြန်ပြီးတော့ပို့တယ်ဆိုတာလည်းဥတို့ကြားတယ်ကွာ။ပြီးလည်းပြီးလည်းမြင်လည်းမြင်ရတယ်။ချုပ်ဆိုလို့ရှိရင်တော့ကာချီလေးဘက်ကပို့တယ်ချုပ်ဆိုလို့ရှိရင်အခုတော်လိုင်းကြီးကာလာမှာဆိုရင် လဲဆောက်ကပြပို့တာတတော်ရာကန်တော့အဖြစ်နေသွားပြီတချေကိုပို့တယ်သူတို့အခုလက်ရှိဆိုရင်ကောတောင်းရန်တော်ဘက်ကိုပို့တယ်ဖျားသုံးစုကိုပို့တယ်ဖျားသုံးစုကတော့ခါကျရင်တရားမဝင်ဘူးလို့သိရတယ်ဒါပေမဲ့သူတို့ကနားလေဘူးနဲ့ပို့ကြတယ်အဲ့ဒီလိုတဲ့နေစက်တီကိုပို့လိုက်တဲ့ခါကျရင်အဲ့ဒီအလုံသမားတွေကဟိုးပြီမာကြီးတဲ့ကိုကျွန်တော်တို့အေရာဗီတန်းရလာတဲ့ကောင်အေရာဗီရောက်သွားတာမဟုတ်ရန်ကုန်တန်းရလာတဲ့ကောင်ရန်ကုန်ရောက်သွားတာမဟုတ် မားတွေကိုဒီလိုဖမ်းလာပြီး policy ရဖမ်းပြီးတော့ပြန်ပို့လာပြီးအလုတ်ပြတဲ့သဘောပဲတကယ်တမ်းကျရင်တော့တစ်ခါဖမ်းတယ်နှစ်ခါလွတ်ပေးတယ်သုံးခါဖမ်းတယ်လေးခါလွတ်ပေးတယ်အတိလိုပဲလူကုန်ကူးတဲ့လူနဲ့လူကုန်သားနဲ့ပေါင်းပြီးတော့ရဇက်ဒေတာကနေပြီးတော့ရွှေပြောင်းလုတ်သမားတွေရှိရငွေကိုမရရတယ်ပြီးရယူလာအခုလိုနိုင်ငံမကောင်းရင်ပုံဆိုးတာပေါ့နော်ဒီလိုအောင်လန်းတက်တယ်ဆိုတာတော့ဦးတို့နှစ်ထောင်နဲ့ဒီ စတဲ့ကနေပြီးတော့ MOU စပြီးဖွင့်လိုက်တယ်ကတရားဝင်ကိုစလဲစနစ်ကနေ2017ကနေဖွင့်လိုက်2015လောက်ထိအောင်တော်တော်များများဒီသူကဘူးတဲ့ကိစ္စတွေခဏလေးပဲငြိမ်သွားတယ်အခုနိုင်ငံရေးပြုပြည့်ဖြစ်တော့ပုံဆိုးသွားတယ်စစ်သားစုဆောင်ခံရသူတွေထဲမှာစစ်သားမလုပ်ချင်သူတွေစစ်တင်နဲ့မတက်ရောက်ချင်သူတွေလည်းရှိနေတာကြောင့်နီလန်ပေါင်းစုံသုံးပြီးထွက်ပြေးနေကြတယ်လို့လည်းသိရပါဗျ။ အခုနှစ်အတွင်းပြစ်ဒဏ်ကျခံပြီးတဲ့မြန်မာလူသားတွေကဇန်နဝါရီလမှာ149ဦး၊ဖေဖော်ဝါရီလမှာ200ဦး၊မတ်လမှာ250ဦး၊ဧပြီလမှာ200ဦး၊မေလမှာ81ဦးနဲ့ဇွန်လမှာ229ဦး၊စူလိုင်လမှာ162ဦး၊အောက်တိုဘာလမှာ69ဦး၊စက်တင်ဘာလမှာ262ဦး၊အောက်တိုဘာလမှာ60ဦးလွှဲပို့ပေးခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအတည်ပြုခဲ့တဲ့စစ်မှုရန်ဥပဒေအရစစ်တင်နှန်းတွေကိုအဲ့ဒီနှစ်ဧပြီလကနေစတင်ခဲ့ပြီးအခုဆိုရင်အပတ်စဉ်18ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။တင်နှန်းစဉ်စစ်မှုရန်တပ်သားတွေကိုရှေ့တန်းစစ်မြေပြင်တွေကိုပို့လွှတ်ခဲ့တာကြောင့်တေဆုံးသူအများပြားရှိနေပြီးတော်လိုင်းအဖွဲ့တွေထံအလင်းဝင်ရောက်သူနဲ့ထွက်ပြေးလွတ်မြောက်သူတွေရှိနေတယ်လို့လည်းသိရပါဗျ။